ကျွန်တော်ကောင်မမင်းအားလုံးပဲလိုင်းနေတယ်ကဲလိုင်းရလည်းမကောင်းဘူးเนาะကျွန်တော်ကောင်မမင်းအားလုံးပဲမင်းမြန်တွတ်တွတ်လက်လက်လေးသာဝင်လာခဲ့ပါလိုင်းရလည်းကျွန်တော်ရဲ့ကိုယ်မတွေမကောင်းဘူးပြเนาะငါငယ်လေဒီညနေအလူကပြန်လာတာဗောနော်အလူကပြန်လာပြီးတော့အလူမမနေတော့ပဲနဲ့ဒီညနေကိုကိုယ်ဒီမတွေကိုမနှက်ဖြန်ကျွန်တော်တို့ဗုဒ္ဓဖူးနေ့ဗောနော်16ရက်လေးလ2025ဘုဒ္ဓဖူးနေ့အတွက်ကျွန်တော်ရဲ့ကိုယ်မကြီးအားလုံးကိုတက်ရောက်ရေးပြသပေးခြင်းဖြစ်ပါတယ် အဲဒီအလူအပြန်လာတဲ့အခါကျတော့အဲနဲ့ရှာပြီးတော့ခဏလေးရှာတယ်ထိတ်စင်းနောက်ဝိတ်လေးရှာပြီးတော့ကကျွန်တော်ရဲ့ကိုမိုင်အားလုံးကိုတက်ရောက်ပြီးပြတ်သားပေးခြင်းဖြစ်ပါတယ်ဝင်လာပြီဆိုကျွန်တော်ရဲ့ကိုမောင်များအားလုံးပဲ share ပေးသွားပါောင်းတန်းငယ်မနက်ကအစောကြီးလွှင့်ပေးထားတယ်နော်မနက်စောကြီးကတန်းငယ်လွှင့်ပေးထားတယ်တန်းငယ်ဘာလွှင့်ပေးထားလဲဆိုတော့ပတ်တိတလုံးနော်ပတ်တိတလုံးလွှင့်ပေးထားတယ်ပြီးတော့အခွေ1638အခွေလွှင့်ပေးထားတယ်ဒီတစ်ပတ်ဗိုလ်ဘူးကြတာရေးတောက်ကြ3ရက်အတွင်းနော်1638အခွေကစားကြည့်ပါ ားဖို့အားသာပါတယ်1638အခွေကျွန်တော်ရဲ့အခွေမာလေးကစားကြည့်ကြားဖို့အားသာတယ်ပတိက3ပတိပါဟုတ်ပြီနော် ကဲအားလုံးပဲဝင်လာပြီဆိုကျွန်တော်ရဲ့ကိုရီမရဲ့အားလုံးပဲတယောက်တစ်ချက် share ပေးပါအခုတန်းငယ်ဘာရှာထားရလဲဆိုတော့ထိတ်စည်းနောက်ပိတ်လေးရှာထားခြင်းဖြစ်ပါတယ်နော်ထိတ်စည်းနောက်ပိတ်လေးရှာထားခြင်းဖြစ်တယ်ဒီဒီဘက်တော့မွေးကနန်းမရသေးတဲ့ကိုရီမတွေတန်းငယ် live show ထဲမှာမွေးကနန်းမရသေးတဲ့ကိုမမရမွေးကနန်းလာယူထားပါမွေးကနန်းဖုန်းနံပါတ်662 546 865ကိုမွေးလိုဟိုင်းပြီးလာယူထားပါမွေးကနန်းကတော့အကုန်ပေးပြီနော်လာယူတဲ့သူမှန်သမျှအကုန်ပေးပြီအခွေကစားခြင်းနဲ့ကိုရီမကြီး1638အခွေအပူပါကစားပါနော်1638အခွေ အပူပါကစားပါဒါကအခွေကစားခြင်းနဲ့ကိုရီမားတွေအတွက်အခွေကိုပြောတာပါဝီကနန်လေးကွက်လိုချင်တဲ့ကိုရီမားတွေတော့တန်းငယ်ဖုန်းနံပါတ်662 546 865ကိုမွေးလိုဟိုင်းပြီးလာယူပါခဲ့ဒါဆိုကျွန်တော်ရဲ့အကိုကြီးမာကြီးဒီအားလုံးပဲတန်းငယ်အရင်ဆုံးထိတ်စီးပြမယ်နော် ထိတ်စည်းကိုကျွန်တော်ရဲ့ကိုရီမကြီးအားလုံးပဲအရင်ဆုံးကြည့်ပါတရားတစ်ချက်လိုင်းလမ်းမလေးတွေကိုကိုစီကိုစီနှိပ်ပြီး share လုပ်ရတဲ့ကျွန်တော်ရဲ့အကိုကြီးမကြီးတွေအားလုံးပဲတရားတစ်ချက် share ပေးသွားပါဟုတ်ပြီနော်ဒါဆိုကျွန်တော်ရဲ့ကိုရီမကြီးမနှက်ဖြန်အတွက်တန်းငယ်လို့ထိတ်စည်းလေးတစ်ချက်ကြည့်မယ်ဟုတ်ပြီနော်ထိတ်စည်းလေးကိုကျွန်တော်ရဲ့ကိုမမတစ်ချက်ကြည့်မယ်ဒီချာလေးနားလည်အောင်ကြည့်ပါ63တိက62ကကျွန်တော်ကူမမ96ထိပ်ပါ14ကကျွန်တော်တို့1ထိပ် တလေးစီကကျွန်တော်ရဲ့ကူမကြီးတထိတ်65ကကျွန်တော်ကူရီမကြီးအားလုံးပဲ9အပိတ်ဟုတ်ပြီနော်65က9အပိတ်81ကကျွန်တော်တို့1အပိတ်နဲ့9151ကျွန်တော်ရဲ့ကူမကြီးလေးလုံးပေါင်းခြင်းဖြစ်တယ်တဲ့9151လေးလုံးပေါင်းခြင်းဖြစ်တယ်แชร์တဲ့သူတဦးတယောက်မြမရှိသေးပါဘူးနော်အားလုံးပဲแชร์ခြင်းဖြစ်ကူညီပေးပါလိုင်းလက်မလေးတွေကိုကိုစီတဝစီနဲ့แชร์လို့ရတဲ့ကျွန်တော်ရဲ့ကူရီမကြီးအားလုံးပဲတယောက်တစ်ချက်แชร์ခြင်းဖြစ်ဝန်းရံပေးပါအောင်ဗျာ ဟုတ်ပြီနော်ကိုရဲ့တကယ်ပေါင်းတော့တုံညပါတုံညရဲ့9ရဲ့ပေါင်းတော့9ပါ9နဲ့တင်းနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9ရဲ့တကယ်ပေါင်းတော့6ပါ6ကိုကျွန်တော်ရဲ့ဂွေမတွေပါဝါခေါ်ခြင်းသည်1ပါ6ကိုနက်ခတ်ခေါ်ခြင်းသည်9ပါ6 1 9ကိုဒီကျွန်တော်ရဲ့ဂွေမတွေအားလုံးပဲထိတ်စည်းဖြစ်တယ်ဒါကထိတ်စည်းလေးကိုအရင်ဆုံးပြပေးနေခြင်းဖြစ်တယ်နော်ထိတ်စည်းပြီးရင်တန်းငယ်နောက်ပိတ်လေးပြပေးမယ်6 1ကိုထိတ်ကိုကျွန်တော်တို့1ပါရင်1ထိတ်နဲ့ကျွန်တော်ကူမောင်မြတ်1ရှစ်ဆိုပြီးထွက်တယ် တစ်ပိုင်းဒီထိုင်နဲ့တစ်ရှိဆိုတော့ကိုးဘရိတ်။မနက်ပြန်ညရင်တမျိုးတည်းသောဘရိတ်ဘရိတ်တမျိုးတည်းသောဘရိတ်နဲ့ကျွန်တော်ရဲ့ကိုမိုင်အားလုံးကိုတက်ရောက်ပြီးပြပြီးဘရိတ်ကရှာပြီးပြီနော်။ဒါမဲ့ဘရိတ်ရှာပြီးပြီမဲ့ကိုမိုင်အားလုံးပဲအခုတန်းငယ်လွတ်မဲ့ကဏ္ဍကြီးကဘရိတ်နဲ့မကိုက်ဘူးဖြစ်နေတယ်နော်။ဘရိတ်ကတမျိုးတည်းသောဘရိတ်ဘရိတ်ကပူကောင်းတယ်ပြပူချားဖို့အားသာတယ်။တစ်လေးဒီကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲတစ်ထိတ်ဟုတ်ပြီနော်။တစ်လေးကတစ်ထိတ်တစ်ချောက်ကကျွန်တော်တို့တစ်ထိတ်87ကကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲ 80ဒီကကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲတစ်အပိတ်18ဒီကကျွန်တော်တို့6အပိတ်နဲ့ဒါကထိတ်စီးဖြစ်ပါတယ်1 1 1ကျွန်တော်ရဲ့ဂွေမိုင်း6တက်ခဲ့တက်ခဲ့ပေါင်းတော့2ပါ2နဲ့1နဲ့ပေါင်းတော့3ပါတဲ့3နဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ3ရဲ့6ခဲ့ပေါင်းတော့ကျွန်တော်ကိုမများတစ်ရပါတယ်တစ်ကိုပါဝါခေါ်ခြင်းက6ပါတစ်ကိုနက်ခတ်ခေါ်ခြင်းသည်10ပါတစ်6ရှိသည်ကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲထိတ်စီးဖြစ်ပါတယ်ဟုတ်ပြီနော်တစ်6ရှိကကျွန်တော်ရဲ့ဂွေမိုင်းအားလုံးပဲထိတ်စီးဖြစ်တယ် 6တိကိုထိတ်ကိုကျွန်တော်ရဲ့ကိုမိုင်းအားလုံးပဲတစ်ထိတ်နဲ့တစ်ရှစ်ဆိုတော့9ပြိတ်16ရှစ်ထိတ်ကိုလည်းကျွန်တော်တို့10ပိုင်း10ထိတ်နဲ့85ဆိုတော့3ပြိတ်ထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်အားလုံးပဲမရှယ်ရသေးတဲ့ကိုမိုင်းအားလုံးပဲတယောက်တစ်ချက် line လမ်းမလေးတွေကိုနှိပ်ပြီးရှယ်လို့ရတဲ့ကျွန်တော်ကိုမိုင်းတွေအားလုံးပဲတယောက်တစ်ချက် share ပေးပါအောင်နော်မရှယ်ရသေးတဲ့ကိုမိုင်းတွေရှိရင် share ခြင်းဖြင့်ဝန်းရံပေးပါအောင်ဗျာ ဒါဆိုကြောင့်ငယ်တို့နောက်ထပ်တစ်ဆိုင်ကြည့်မယ်တစ်ချောက်ဒီကကျွန်တော်ရဲ့ကွေမတွေတစ်ထိတ်ပါဟုတ်ပြီနော်တစ်ချောက်ကတစ်ထိတ်64ကကျွန်တော်တို့ကိုထိတ်တစ်ရှိဒီကကျွန်တော်ရဲ့ကွေမတွေရှစ်အပိတ်85က9အပိတ်နဲ့တစ်ကို85ကျွန်တော်ရဲ့ကွေမတွေလေးလုံးပေါင်းခြင်းဖြစ်ပါတယ်တင်းနယ်ကိုနယ်ပေါင်းတော့3ညပါ3ညရဲ့8ကေပေါင်းတော့ကျွန်တော်တို့ဘာရမလဲ3ညနဲ့8နယ်ပေါင်းတော့8ပါ8နဲ့9နယ်ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ8ကေ9ရဲ့ပေါင်းတော့300တဲ့ကျွန်တော်ကိုပါများ ဟုတ်ပြီနော်တုံးကိုကျွန်တော်ရဲ့ဂွေမာတွေပါဝါခေါ်ခြင်းဒီကျွန်တော်ရဲ့ဂွေမာတွေ၈ပါတဲ့တုံးကိုနက်ခတ်ခေါ်ခြင်းဒီ၅၃၅ဒီကျွန်တော်ရဲ့ဂွေမာတွေအားလုံးပဲထိတ်စည်းဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါထိတ်စည်းလေးကိုအရင်ဆုံးပြပေးခြင်းဖြစ်ပါတယ် 6တိကိုထိတ်ကို1ထိတ်နဲ့1ရှစ်1 6ရစ်ထိတ်ကို1ထိတ်နဲ့85 3 5ထိတ်ကိုကျွန်တော်တို့10ပိုင်း10ထိတ်နဲ့10ဘူးဆိုတော့6ပြိတ်ထွက်တယ်ဒါဆိုကျွန်တော်ရဲ့ဂွေမာကြီးတစ်ချက်ကြည့်ကျွန်တော်တို့မနက်ဖြန်12နာရီ10မိနစ်ပေါ့နော်ဗိုလ်တပူနေ12နာရီ10မိနစ်အဖွင့်နေလေးပေါ့နော်ကျွန်တော်တို့ဒီဘက်မှာဗိုလ်တပူကြတာပြီးတောက်ကြ3ရက်ပဲကစားရမှာပေါ့နော်အဲ့ဒီ3ရက်တွင်းမှာကျွန်တော်ရဲ့ဂွေမာကြီးအားလုံးဒီနေ့မနက်ဖြန်ကျွန်တော်တို့အဖွင့်နေဗိုလ်တပူနေလေးတို့ထိတ်စည်းကဘာဖြစ်မလဲဆိုတော့ 64ကကျွန်တော်ကိုမှများ6ထိတ်တယ်ဟုတ်ပြီနော်84ကကျွန်တော်တို့6ထိတ်85ဒီကကျွန်တော်တို့9အပိတ်10ဘူးက10အပိတ်နဲ့ကိုရှိ၅ရှိကျွန်တော်ရဲ့ကူမကြီးလေလုံးပေါင်းချင်းကိုရဲ့ရှိကေပေါင်းတော့ခွန်ပါနဲ့ကိုနဲ့ရှိနဲ့ပေါင်းတော့ခွန်ခွန်နဲ့ငါးနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲခွန်နဲ့ငါးနဲ့ပေါင်းတော့နှစ်ပါနှစ်ကရှိကေပေါင်းတော့ကျွန်တော်တို့ဘာရမလဲနှစ်ကရှိကေပေါင်းတော့တုံညပါတုံညကိုပါဝါခေါ်ခြင်းသည်၅ပါတုံညကိုနက်ခတ်ခေါ်ခြင်းသည ခွန်နှစ်ပါ။၃ည5ခွန်ဒီကျွန်တော်ရဲ့ကူမတွေမနှက်ပြန်7နာရီ10မိနစ်တော့ထိတ်စီးဖြစ်တယ်။ဟုတ်ပြီနော်။အကြိုက်လူလူအကြိုက်တွေ့ရင် ကစားထိတ်စီးက၃ည5ခွန်ထိတ်လို့ရတယ်။ဟုတ်ပြီနော်။၆တိကိုထိတ်ကို၁ထိတ်နဲ့၁ရှစ်၁၆ရှစ်ထိတ်ကို၈ထိတ်နဲ့၈၅၃ရှစ်၅ထိတ်ကို၈ထိတ်နဲ့၈ပူးဆိုပြီးထွက်တယ်။မနေ့ပြန်တော့ကျွန်တော်တို့ရထားတာက၃ည၅ခွန်ထိတ်လို့ရတယ်။ဟုတ်ပြီနော်။ အဲ့ဒီတော့ညာ9ခွန်ထိုင်းနေကျွန်တော်ရဲ့ကူမကြီးသူနယ်တွဲရက်ပြီးဆင်းမဲ့နောက်ဖိတ်လေးပေါ့နော်ထိတ်စည်းကတန်းငယ်လို့ဒါဆိုရင်ဘာရထားလဲတန်းငယ်ကြီးဆိုရင်ထိတ်စည်းက3ညာ9ခွန်ထိတ်ဟုတ်ပြီနော်ထိတ်စည်းကကျွန်တော်ရဲ့ကူမကြီး3ညာ9ခွန်ထိတ်လို့ရထားတယ်အလုံးပဲ viewer ရန်နေနေတယ် share လို့ရတဲ့ကူမောင်များအလုံးပဲဝင်လာပြီဆိုရင် share ပေးဦးဟုတ်ပြီနော်ဝင်လာပြီဆိုရင်ကျွန်တော်ကူဒီမကြီးအလုံးပဲ share ခြင်းဖြင့်ကူညီပေးဦး ဟုတ်ပြီတော့ဝင်လာပြီဆိုကျွန်တော်ကိုရီမရေအားလုံးပဲ share ပေးပါအောင်ဗျာကျတော့ကျွန်တော်ရဲ့ကိုရီမရေတန်းငယ်အခုထိတ်စီးပြပြပြီဆိုတော့နောက်ပိတ်လေးတစ်ချက်ပြမယ်နောက်ပိတ်လေးကိုတစ်ချက်လိုက်ကြည့်ပြနော်နောက်ပိတ်ပြပြတန်းငယ်ခဏထောက်မယ်ဗျာထိတ်စီးက395ခွန်ထိတ်လို့ရတယ်ဟုတ်ပြီတော့ဒါဆိုနောက်ပိတ်လေးတစ်ချက်လိုက်ကြည့်မယ် ။နိုင်ရမကောင်းတော့ view ကဘယ်လောက်ရှိလို့ရှိမှန်းတော့မသိဘူးနော်။ကဲမ share ရသေးတဲ့ကိုကြီးမိုင်းအားလုံးပဲ share ပါအောင်နော် share ထားတာတကယ်မှမတွေ့သေးဘူး။နောက်ပိတ်လေးကိုတစ်ချက် like ကြည့်ပါဦး။၄၃ဒီကကျွန်တော်ရဲ့ကိုယ်မကြီးသူတို့နှလုံးပေါင်းခြင်းဟုတ်ပြီနော် 43ကသူတို့လုံပေါင်းချင်းကျွန်တော်ရဲ့ကိုမကြီး65ဒီကလည်းကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲသူတို့နှလုံးပေါင်းချင်းနဲ့၄၃၆၅ကျွန်တော်ရဲ့ကူမကြီး၄လုံးပေါင်းချင်းဖြစ်တယ်တဲ့၄နဲ့၃နဲ့ပေါင်းတော့ခွန်ခွန်နဲ့၆နဲ့ပေါင်းတော့၃ပါ၃နဲ့၅နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၃ရယ်၅ရယ်ပေါင်းတော့ကျွန်တော်တို့၈ရပါတယ်ဟုတ်ပြီနော်၃ရယ်၅ရယ်ပေါင်းတော့ကျွန်တော်ကူမကြီးဘာရမလဲ၈ရတယ်တဲ့ ရှစ်ကိုပါဝါခေါ်တော့3ပါရှစ်3ဒီကကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲအပိတ်ဖြစ်တယ်ဟုတ်ပြီနော်ရှစ်3ဒီကကျွန်တော်ရဲ့ဂွေမိုင်အားလုံးပဲအပိတ်6 9ဒိတ်ရှစ်3ကပိတ်ကို1 8ဆိုပြီးထွက်တယ်1ထဲ8အပိတ်နဲ့1 8ဆိုပြီးထွက်ပါတယ်ကဲအားလုံးပဲမြန်မြန်လေးဝင်လာမယ်ဝင်လာပြီဆိုရင်ကျွန်တော်ရဲ့ဂွေမိုင်အားလုံးကမ share ရသေးဘူးဆိုရင်တယောက်တစ်ချက် share ချင်းဖြင့်ကူညီပေးအောင်1ထဲ8အပိတ်နဲ့ကျွန်တော်ရဲ့ဂွေမိုင်အားလုံးက1 8ဆိုပြီးထွက်တယ် နောက်ထပ်တစ်ဆိုက်သားပါမယ်65တိကကျွန်တော်ရဲ့ဂွေမာကြီးသူတို့နှလုံးပေါင်းခြင်းနဲ့81တိကကျွန်တော်ရဲ့ဂွေမာကြီးသူတို့နှလုံးပေါင်းခြင်းနဲ့6981ကျွန်တော်ကဂွေမာများ3လုံး4လုံးပေါင်းခြင်းဖြစ်တယ်တဲ့6နဲ့5နဲ့ပေါင်းတော့1ပါကြည့်နေရတဲ့ line ကထည့်နေတယ်ဟုတ်လားမသိနော် line ကလည်းထုတ်ထည့်လည်းထည့်နေမှာတော့ line နေရာမကောင်းတော့ 6ရက်9ရက်ပေါင်းတော့1ပါ1နဲ့7နဲ့ပေါင်းတော့9ပါ9ရက်1ကပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9နဲ့1နဲ့ပေါင်းတော့ကျွန်တော်တို့3ညရပါတယ်3ညကိုပါဝါခေါ်ခြင်းဒီ9ပါတဲ့3ည9ကကျွန်တော်ရဲ့ကွေမကြီးအားလုံးပဲအပိတ်ဖြစ်တယ် ဟုတ်ပြီနော်တိထိတ်ရှဲပိတ်နဲ့တိရှဲဆိုပြီးထွက်တယ်ဒီမှာတိချောက်ရှဲထိတ်35အပိတ်ကိုကျွန်တော်တို့6ထိတ်5အပိတ်နဲ့85ဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်ဒါဆိုဆက်သွားမယ်81တိကကျွန်တော်ရဲ့ကွေမာကြီးသူတို့နှလုံးပေါင်းခြင်းတိ7တိကကျွန်တော်ရဲ့ကွေမာကြီးသူတို့နှလုံးပေါင်းခြင်းနဲ့ရှစ်တတရှိကျွန်တော်ရဲ့ကူမာကြီး၄လုံးပေါင်းခြင်းရှစ်ခဲ့တိခဲ့ပေါင်းတော့၉ပါ၉နဲ့တင်းနဲ့ပေါင်းတော့၃ညပါ၃ညရဲ့ရှစ်ခဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲရှစ်ပဲရတယ်ရှစ်ကိုပါဝါခေါ်ခြင်းဒီ၃နဲ့ရှစ်၃ဒီကကျွန်တော်ကူရီမာကြီးအားလုံးပဲ အပိတ်ဖြစ်ပါတယ်ဟုတ်ပြီနော်ရှစ်သုံးဒီကကျွန်တော်ကိုမောင်များအလုံးပဲအပိတ်ဖြစ်တယ်ဆိုရင်တိတိရှစ်အပိတ်နဲ့တိရှစ်ဆိုပြီးကိုးပရိတ်ထွက်တယ်ရှစ်ထိတ်ငါးအပိတ်နဲ့85ဆိုပြီးသုံးပရိတ်ထွက်တယ်ဒီမှာလဲ35ထိတ်ရှစ်သုံးအပိတ်ကိုရှစ်ထိတ်ရှစ်အပိတ်နဲ့ရှစ်ဘူးဆိုပြီးကျွန်တော်ရဲ့ကိုမောင်ကြီးဗပရိတ်ထွက်လဲ6ပရိတ်ထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်လည်းကျွန်တော်ကိုကြီးမာကြီးဒီအားလုံးပဲမနေ့ပြန်ကျွန်တော်တို့ရထားတဲ့ထိတ်စည်းက3950ထိတ်လို့ရတယ် ဟုတ်ပြီနော်အဲ့ဒီတုံညာ၅ခွန်ထိတ်ကိုသူနဲ့တွဲရက်ပြီးဆင်းနဲ့အပီးပေါက်နောက်ပိတ်လေးကဘာဖြစ်မလဲအားလုံးပဲတစ်ချက်လိုက်ကြည့်81တည်းကကျွန်တော်ရဲ့ကိုမကြီးသူတို့နှလုံးပေါင်းခြင်း85ဒီကလည်းကျွန်တော်ကိုပေါ့များသူတို့နှလုံးပေါင်းခြင်းနဲ့တရှိရှင်ကကျွန်တော်ရဲ့ကွမကြီးလေးလုံးပေါင်းခြင်းနဲ့တနဲ့ရှင်နဲ့ပေါင်းတော့9ပါ9ရဲ့ရှိခဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ9နဲ့ရှင်နဲ့ပေါင်းတော့ခွန်ခွန်နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲခွန်ရဲ့9ရဲ့ပေါင်းတော့200ပါတဲ့ နှစ်ရဲ့ပါဝါဒီကကျွန်တော်ရဲ့ဂွေမာဒီခွန်နှစ်ပါနှစ်ခွန်ဒီကမနေ့ပြန်12နာရီ10မိနစ်တော့နောက်ပိတ်ဖြစ်တယ်။ဟုတ်ပြီနော်။တိတိရှေးပိတ်နဲ့တိရှေးဆိုတော့9ပိတ်၊ရှစ်ထိတ်9ပိတ်နဲ့85ဆိုတော့3ပိတ်။ဒီမှာလဲကျွန်တော်ရဲ့ဂွေမာဒီရှစ်ထိတ်ရှေးပိတ်နဲ့ရှစ်ဘူးဆိုပြီး6ပိတ်ထွက်တယ်ဆိုရင်နဲ့မနေ့ပြန်ကျွန်တော်ရဲ့ဂွေမာဒီရထားတဲ့ထိတ်စီးက3ည9ခွန်ထိတ်တယ်။ဟုတ်ပြီနော်။ရထားတဲ့ဒိုင်းစီကကျွန်တော်ရဲ့ဂွေမာကြီးဗာဒိုင်းစီလေ3ည9ခွန်ထိတ်နောက်ပိတ်ကကျွန်တော်ရဲ့ဂွေမာကြီး2ခွန်အပိတ်တဲ့ တကယ်လို့ကျွန်တော်ရဲ့ဂွေမရဲ့၃ည၅ခွန်တိတ်နဲ့နှစ်ခွန်အပိတ်ကအပီးပေါက်ဖြစ်မလားပေါ့နော်သူဘဏ္ဍချိန်ကျွန်တော်ရဲ့ဂွေမတွေပေးထားလဲပေါ့နော်ဘဏ္ဍချိန်ပေးထားလဲသားငယ်ရေးဆိုရင်တော့ဖြစ်ဖို့တော့အားသာပါတယ်သူဒီမှာ6တက်9တက်8တက်အပိတ်ကို1ရှစ်ဆိုပြီးပထမတစ်ချိန်အောင်မြင်မှုရတယ်နော် ဒီမှာ6တချောင်းရစ်ထိတ်35အပိတ်ကိုကျွန်တော်တို့ရစ်ထိတ်5ဘိတ်နဲ့85ဆိုပြီးဒုတိယတစ်ချိန်အောင်မြင်မှုရတယ်ပေါ့နော်ဒီမှာ35ထိတ်83အပိတ်ကိုရစ်ထိတ်6ဘိတ်နဲ့10ပူးဆိုပြီးတတိယတစ်ချိန်အောင်မြင်မှုရတယ်ဒါဆိုကျွန်တော်ရဲ့ခွေမိုင်အလုံးပဲမနေ့ပြန်7နှစ်နာရီချင်းမှာတစ်ချိန်2ချိန်3ချိန်တိတိတော့ပေးပြီးပြီလေးချိန်မြောက်ကျွန်တော်ရဲ့ခွေမိုင်အကယ်၍ဆက်ပေးခဲ့မယ်ဆိုရင်35ခွန်ထိတ်2ခွန်အပိတ်ဒီလေးချိန်မြောက်အပီးပေါက်ဖြစ်ရမယ်ဟုတ်ပြီနော် အကြိုက်တူလို့အကြိုက်တွေးတယ်ကိုရီမတွေကစားမကြိုက်ရင်လည်းမကစားနဲ့ကိုပစံတယ်ကိုကစားတာပဲဟုတ်တယ်မလားကိုကြိုက်မှကိုကစားပါ။ငါငယ်အားလုံးကိုစေတနာဖြင့်ပဲကူညီပါတယ်။မန်ပါမခေါ်ပါဘူး။အဖွဲဝင်ကြီးလည်းမတောင်းပါဘူး။ပေါက်ပြီးလည်းသတ်မှတ်ထားခြင်းမရှိဘူး။စေတနာဖြင့်ပဲကူညီတယ်။ကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲမနှက်ဖြန်12နာရီ10မိနစ်တော့ပေါ့နော်။အော်နှက်ကွက်ထိုးခြင်းတယ်ကိုမောင်များ။ပေါက်ပြီးမဟုတ်ပါနော်။ပေါက်ရင်ဘလောက်ပေးရမလဲ။ဘောကပေးရမလဲ။မတောင်းပါဘူး။ ကိုပေးခြင်းတလောက်စေတနာရှိတလောက်ပေါ့ရင်မို့ဖို့လှပြီပါအော်နှစ်ကွက်ပေးမယ်ဗျာနော်အော်နှစ်ကွက်ကျွန်တော်ရဲ့ကိုမိုင်းအားလုံးကိုပေးမယ်လိုချင်မှုရှိတဲ့တန်းငယ်နဲ့လက်တွဲခြင်းနဲ့ဆိုတဲ့ကိုမမများမနေ့ပြန်ဗုဒ္ဓဘူးနေ့7နာရီ10မိနစ်မှာဆက်ပြီးပေးမယ်ဆိုရင်တန်းငယ်အော်နှစ်ကွက်ပေးမယ်လိုချင်မှုရှိတဲ့ကျွန်တော်ကျွန်တော်ရဲ့ကိုမိုင်းအားလုံးပဲဟဲ့ဒီဖုန်းနံပါတ်39669 293 3ခု8ခုအားလုံးပဲအခုညတဲ့ကမက်ဆေ့ရနေဟိုင်းပါနော်မက်ဆေ့ရနေဟိုင်းပါကျွန်တော်ကောင်မများအောင်းတော့ကပေးမယ်ဟဲဒီဘွန်နံပါတ်669 293 3ခု8ခုကိုကျွန်တော်ရဲ့ကိုဒီမာဒီအားလုံးကမက်ဆေ့ရနေဟိုင်းပေးဟုတ်ပြီနော်လိုချင်မှုရှိတယ်တန်းငယ်နဲ့လက်တွဲခြင်းနဲ့ဆိုရင်ဟဲဒီဘွန်နံပါတ်669 293 3ခု8ကိုကျွန်တော်ရဲ့ကိုဒီမာဒီမက်ဆေ့ရနေလာရောက်ဟိုင်းပြီးတော့ယူပါအလုံးကိုစေတနာဖြင့်ပဲကူညီပါရစေ။မန်ပါလဲမခေါ်ပါဘူး။အဖွဲဝင်ကြီးလည်းမတောင်းဘူး။ ပေါက်ပြီးလဲတတ်မှတ်မှာမဟုတ်ပါဘူးဟုတ်ပြီနော်ကဲဒါဆိုကျွန်တော်ရဲ့ကိုယ်မိုင်အားလုံးမဲသားငယ် main ဟောကွက်လေးရင်းဆုံးရေးပေးမယ်နော် main ဟောကွက်လေးကိုအနီမှင်းနီလေးနဲ့ရင်းဆုံးရေးပေးမယ် နော်မွေးကနန်းမရသေးတဲ့ကိုရီမရဲ့အလုံးကမွေးကနန်းကိုလာယူထားပါမွေးကနန်းကိုအတိကထားပြီးကစားစေခြင်းပါနော်အငယ်ဒီဘက်တော့မွေးကနန်းကိုပဲတန်းငယ်ကအတိကထားပြီးကစားပါလို့ပြောခြင်းပါတယ်နော်ဒီမင်းနီလေးနဲ့ရေးပေးထားတာကမင်းရောကွက်တွေပါနော်အထိုင်စီနောက်ပိတ်ပေါ့ဗျအာတော့ပပပဲကစားအာပပကစားပေါ့နော် အမင်ပြာလေးနဲ့ရောကျွန်တော်ရဲ့ကူမရဲ့အရန်နေနဲ့ကစားကြည့်ပေါ့နော်ကြိုက်ရင်လည်းကစားပေါ့နော်မကြိုက်တော့လည်းမကစားနဲ့ဝင်နော်မိနီလေးနဲ့ရေးပေးထားတာကျွန်တော်ရဲ့ကွေမိုင်အားလုံးပဲမယောကွက်လေးဖြစ်ပါတယ်မယောကွက်တန်းငယ်ထုတ်ပေးကြတိုင်း6ကွက်ထုတ်ပေးတယ်ပေါ့နော် မင်းနီနဲ့ရေးပေးထားတာမင်းအကွက်အရန်ကွက်နေနဲ့ဒီမင်းပြလေးနဲ့ရေးပေးထားတယ်ဟုတ်ပြီနော်မနေ့ပြန်12နာရီဒီမိတွေတန်းငယ်နဲ့အတူလက်တွဲပြီးတော့အော်နှက်ကွက်ခစားကျင်နေဆိုတဲ့အကိုရီမကြီးရှိရင်တန်းငယ်မမမခေါ်ပါဘူးအဖွဲဝင်ကြီးလည်းမတောင်းဘူးပောက်ပြီးလည်းတတ်မှတ်ခြင်းမရှိပါစေတနာဖြင့်ပဲကူညီမယ်လိုချင်မှုရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ကိုမကြီးဟယ်လီဖုန်းနံပါတ်669နော်293ကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲ 669293398ကိုလာရောက်ဟိုင်းပြီးတော့ယူနိုင်ပါတယ်စေတနာဖြင့်ပဲကူညီပါတယ်ဘာနဲ့ယူရမလဲဆိုတော့ကျွန်တော်ရဲ့ကိုမကြီးအလကားယူပါဟုတ်ပြီနော်ကျွန်တော်ကောင်မများအလကားอยู่ပါကဲအားလုံးပဲဒီလောက်ပါပဲဗျဖမိုင်ပါခေကောင်းကြပါစေ